ကျွန်တော်အရင်တော့ပြောပြောနေတယ်ကျွန်တော်အိမ်ကိုရောင်းပြီးတော့ရိုက်ခဲ့တဲ့ကားဆိုတာဒီကားတွေပေါ့ချိန်သာတင့်နှတ်တုတ်တာနဲ့ဒီတင်းတုံးတာနဲ့ပေါ့ဟုတ်တယ်ဒီနှစ်ကားမှာအခုဒါဒါဒုတိယကားပေါ့နော်ချိန်သာတင့်နှတ်တုတ်တာတော့မပါသေးဘူးပေါ့ ကျွန်တော်ဒီအနုပညာလောကမှာရှင်သန်လာဖို့ကျွန်တော်တွန်းအားပေးခဲ့တယ်ကျွန်တော်ထောက်ပံ့ပေးခဲ့တယ်ကူညီပေးခဲ့တယ်အဆဆရာကျွန်တော်မိသားစုအရေးရာရောလူမှုရေးရာရောအနုပညာရာရောထောက်ပံ့ပေးခဲ့တယ်ကျွန်တော်ရဲ့ကျေးဇူးရှင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နာမည်စတီးဆိုတဲ့အဟာကိုရှေ့ကဒွေးမေတ္တာဆိုပြီးတော့ကျွန်တော်ကနောက်ကဒွေးမေတ္တာဆိုတာကျွန်တော်ရဲ့ကျေးဇူးရှင်ရဲ့အော်မိတ္တတရားကိုကျွန်တော်အမြဲတမ်းဥတည်ပန်ဆင်နေဆိုတဲ့သဘောတရားလေးနဲ့ဒီဒွေးမေတ္တာဆိုတာထည့်တယ် လာပါခင်ဗျာမင်္ဂလာအဲဝန်တာဇာလေးတော့ကျွန်တော်အရင်တော့ကိုပိုင်ထုတ်ပြီးရိုက်ခဲ့တဲ့ဇာကားလေးတင်တုံးသားဆိုတဲ့ဇာကားလေးဒီမှာပြမယ်ပေါ့နော် channel 7မှာလည်းပြမယ်ပြီးရင် for you application မှာပြမယ်ပေါ့နော်အဲ့အတွက်ဝန်တာ PT နဲ့ရင်းခွန်းစွာအပြည့်နဲ့ကျွန်တော်ပြည်သက်တွေကျွန်တော်ဇာကားလေးကိုကြည့်ရမယ်ဆိုတဲ့စိတ်ကလေးနဲ့အတော့ဖွင့်ဆိုင်ပြီးလာခဲ့တာပါ ခရစ်တီရဲ့ဒါကိုယ်တိုင်ထုတ်ပြီးရိုက်တဲ့ဒီအမှုပြုနာဖန်တီးမှုတွေဆိုတာပြည်သက်တည်းအရင်သဘောကျကြတယ်။အားကြောင့်လည်းအဲ့ဒီညဉ့်ညဉ့်ကမှာပြည်သက်မှုတွေအများကြီးရှိခဲ့တယ်။ဟုတ်ကဲ့ပါ။ဒီ point 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 channel အများကြီးလောက်လာတာ။ဟုတ်ကဲ့။ဒီတော့ဒီကားမှာဒီဘလူးမျိုးတွေရင်းနေကြတယ်၊ဘလူးမျိုးတွေပြည်သက်ထားတယ်။အဲဒီအပေါ်မှာဟောပေါ့နော်ပြည်သက်တည်းရဲ့ဒါလက်ခံမှုနောက်ပြီးအားပေးမှုနောက်တော့ဟောတယ် ဒီအခုကျွန်တော်အရင်တော့ပြောပြောနေတယ်ကျွန်တော်အိမ်ကိုရောင်းပြီးတော့ရိုက်ခဲ့တဲ့ကားဆိုတာဒီကားတွေပေါ့ချိန်စာတင်နှတ်တုတ်တာနဲ့ဒီတင်တုံးတာနဲ့ပေါ့ဟုတ်တယ်ဒီနှစ်ကားမှာအခုဒါဒါဒုတိယကားပေါ့နော်ချိန်စာတင်နှတ်တုတ်တာတော့မပါသေးဘူးပေါ့အဲဒါတော့ဆုံးရှုံးမှုတွေပါတွေကတပိုင်းထားလိုက်ဒါပေမဲ့ကျွန်တော်အဲ့ထက်မှာအပြည့်အဝကျွန်တော်ရဲ့လုံအောင်ထည့်ထားတယ်ကျွန်တော်ရဲ့ယုံကြည်မှုကိုအပြည့်အဝထည့်ထားတယ်ကျွန်တော်နဲ့လုပ်ခဲ့တဲ့တရုတ်ဆောင်တဲ့အားလုံးရဲ့ယုံကြည်မှုကိုအပြည့်အဝလုပ်ထားတယ် ဆုံးရှုံးသွားတာတော့ပြီးသွားပြီဒါကိုပြန်တန်းတမနေတော့ဘူးလက်ရှိဒီချိန်မှာကျွန်တော်ကားလေးကိုပြန်ပြီးတော့ပေးတဲ့နဲ့မိတ်ဆက်ခွင့်ရတယ်ဒီစကားလေးကို channel 7 pevolution for you application ကပြမယ်ဆိုတဲ့အချိန်မှာအရန်ကိုဝန်တာပြီးဒီဖြစ်ပြီးတယ်အဲကျွန်တော်ပေးပေးတဲ့တည်းရလဲကျွန်တော်အားပေးတဲ့အနေနဲ့ဆက်လက်ပြီးရှင်းတမ်းဖို့အတွက်ဒီကားလေးကိုကြည့်စေချင်တယ် ဒါပေမဲ့ပြိတ္တကဘာဖြစ်လဲဆိုတော့ကျွန်တော်ကဒီပြိတ္တတွေကိုရုပ်ရှင်ကားဆိုရင်ရုပ်ရှင်ယုံမှာပဲပြစေခြင်းပဲအဲ့ဒီတော့မှရုပ်ရှင်ဇာကတကားကဒီအယုတ်အတန်အားလုံးကိုကျွန်တော်တို့ကစနစ်တကျပေါင်းစပ်ပြီးတော့မှရုပ်ရှင် quality ဖြစ်အောင်လုပ်ရတဲ့အတွက်ကြောင့်ရုပ်ရှင်ယုံမှာကြည့်တဲ့အခါဒီမျက်လုံးကကြည့်တဲ့အယုတ်ရဲ့နားကကြားတဲ့အတန်ရဲ့ဒီနှစ်ခုပေါင်းလို့ရတာကိုအပြည့်အဝပေးနိုင်တယ်ဒါဆိုရုပ်ရှင်ယုံတဲ့ဖြစ်တဲ့အတွက်ကြောင့်တိတ်ဆိတ်မှုဟုတ်လားဒီရုပ်ရှင်ယုံရဲ့ ဟိုဖွဲ့စည်းပုံတဲမှာကြည့်ရတဲ့တို့ကဒီ fee တစ်မျိုးရမယ်ဒီလိုဇလန်းတွဲပါညာဆိုတဲ့ခါကျတော့ပဝင်းချင်းအတန်ရှိမယ်အိမ်မှာထိုင်နေရင်းနဲ့အမမတည်းလွယ်ကူနေတာကိုထထွားခြင်းထထွားမယ်ပြန်လာခြင်းပြန်လာမယ်ဒီပုံမှာကြည့်နေတဲ့အားနည်းနည်းယော့ယော့သွားနိုင်တယ်ပေါ့နော်အဲ့တို့ကြောင့် ဘလို့ပဲဖြစ်ဖြစ်ပါနှစ်ခုတလုံးကဒီပရိသတ်ပဲဖြစ်တယ်ဒါပေမဲ့ရုပ်ရှင်ကြတော့ရုပ်ရှင်လိုမျိုးပရိသတ်တွေအားပေးတယ်လို့ရှိတယ်လို့ဒီဇလန်တွဲကိုလည်းဒီစီဒီကိုလည်းအားပေးတဲ့ပရိသတ်တွေရှိတယ်ပရိသတ်ကတော့ဒါပဲဒါပေမဲ့အချင်းအတိုင်းတာကွာသွားတာရုပ်ရှင်တင်လိုက်တဲ့အချိန်မှာကောင်းတယ်ဟဲ့လို့ရုပ်ရှင်ကိုတွားကြည့်ဖို့အတွက်အချိန်ပေးပြီးကြည့်တဲ့ရုပ်ရှင်ပရိသတ်ကအချိန်မပေးနိုင်လို့ရုပ်ရှင်မကြည့်ပြင်ဒီဇလန်တွဲလေးဒီပုံမှာလာတဲ့အခါဒီပုံမှာကြည့်ပြီးတော့အားပေးတဲ့ပရိသတ်လည်းရှိတယ်ပေါ့အခုကပရိသတ်ဆိုတာအစုံပါပဲဒီဒီပရိသတ်ပါပဲ ဲ့တော့အချိန်တိုင်းတာမှုလေးတစ်ခုကွာသွားတယ်ဒါပါပဲအဲ့ဒါလက်တော့တာဥပ္ပိုလ်ကအဆက်ဆက်လေးရှိလို့ပြောလက်တော့တာဖြစ်တဲ့တာတော့ဓာတ်ပုံကအရင်ပေါက်သွားတာ2022မှာ2022အဲ့2022မှာကအဲ့တော့ငါကျတော့ application တစ်ခုနဲ့ပြဖို့ဆိုပြီးတော့ လုတ်လိုက်တဲ့အချိန်မှာအဲ့ဒီ application ကနေပြီးတော့ကျွန်တော်ကိုနှစ်နာရီစာလောက်ပဲဟိုရုပ်ရှင်တကားစာလုတ်ပေးပါဆိုလုတ်ပြီးတော့မှကျွန်တော်အဲ့ဒီရုပ်ရှင်တကားစာကိုမလေးရှားမှာကျွန်တော်ပြိုင်ပွဲဝင်ကိုတင်လိုက်သေးတယ်အဲ့ဒီမှာလည်းဒီကားလေးကိုတော့ရွေးပစ်တယ်ပေါ့ဗျာရွေးပစ်ပြီးတော့မှအဲ့ဒီမှာရွေးပစ်ပြီးတဲ့အချိန်မှာဒီမှာလည်းပြရောခုခုထွက်သွားတာခုခုတာဒီလိုပေါ့တပိုင်းလောက်ကို Telegram ပေါ်တက်လိုက်တော့ချက်ချင်းဖြုတ်ချလိုက်တာအဲ့မှာမပြဘဲနဲ့ဒီတိုင်းထားတာအခုကတော့ဇလန်တွဲ10ဘိုင်းအနေနဲ့လုတ်ထားတာပေါ့ရိုက်ကြရလဲဇလန်တွဲ10ဘိုင်းရိုက်ထားတာ ဒါရိုက်တာစတီနောက်မှာဝေးကူတယ်ဒွေးမြင့်တာဝေးမြင့်တာဆိုတာဝေးမြင့်တာဒါကျွန်တော်တို့ရဲ့တမလျိုးရမှာကျွန်တော်တို့တမလလူမျိုးကအမြဲတမ်းပြ initial ဆိုတာရှိတယ် initial ရှိတယ်ဥပမာပေါ့ကျွန်တော်နာမည်ကအခုဒါဆိုရင်မြန်မာလူတော့စတီဒွေးမြင့်တာပေါ့တမလလူကျွန်တော်နာမည်မူနီယာစာမီပြမူနီယာစာမီဆိုရင်ကျွန်တော်အဖေနာမည်ရှေ့မှာရှိတယ်ရန်ကက်စာမီရန်ကက်စာမီဆိုအာနဲ့စာတာ R အဲ့တော့ကျွန်တော်ကိုမင်္ဂလာဆောင်လို့ကျွန်တော်တက်မဲ့လို့ဖိတ်လို့ရှိရင်ထိတ်က initial ကကျွန်တော်အဖေနာမည် R ကိုထားပြီးတော့မှ full stop R မနီယာဆာမီဆိုပြီးဖိတ်လေးဖိတ်ထားရှိတယ်ဒီသဘောပဲကျွန်တော်ဒီအမှုပညာလောကမှာရှင်သန်လာဖို့ကျွန်တော်တွန်းအားပေးခဲ့တယ်ကျွန်တော်ထောက်ပံ့ပေးခဲ့တယ်၊ကူညီပေးခဲ့တယ်အဆအဆရာကျွန်တော်မိသားစုအရေးရာရောလူမှုရေးရာရောအမှုပညာရောထောက်ပံ့ပေးခဲ့တယ်ကျွန်တော်ရဲ့ကျေးဇူးရှင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နာမည် Steve ဆိုတဲ့အဟာကိုရှေ့ကဒွေးမေတ္တာဆိုပြီးတော့ကျွန်တော်ကနောက်ကဒွေးမေတ္တာဆိုတာကျွန်တော်ရဲ့ကျေးဇူးရှင်ရဲ့ မေတ္တာတရားကိုကျွန်တော်အမြဲတမ်းဥဋ္ဌပန်ဆင်းတဲ့ဆိုတဲ့သဘောတရားလေးနဲ့ဒီဒွိမေတ္တာဆိုတာထည့်တယ်နောက်တစ်ခုကကျွန်တော်ရုပ်ရှင်ကားပဲဖြစ်ဖြစ်ဇလန်တွေပဲဖြစ်ဖြစ်ခေါင်းစည်းစာတမ်းမှာကျွန်တော်ကကျွန်တော်ရဲ့ဆရာသမားနဲ့ ကြံတဲ့တင်းစရာမင်းစရာအားလုံးကိုဂါရဝပြုပါတယ်ဆိုတဲ့စာတန်းလေးထိုးလေးထိုးတာအဲ့ဒါအခုမှမဟုတ်ကျွန်တော်စပြီးဒါရိုက်တာ2015ခုမှာခိုးဆိုးလူနိုင်ရိုက်ခရေကျွန်တော်စထိုးခဲ့တဲ့ဇလန်နောက်တစ်ခုကျွန်တော်အဲ့ဒီစာကမှပဲဘလို့ထိုးလဲဆိုရင်ဆီလီတောက်ချင်းဒီကျမ်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါသည်ဆိုတာဟာထိုးတယ်အရက်တောက်ချင်းဒီအသေးကိုပျက်စီးပြီးအသက်ကိုသေစေနိုင်ပါသည်ဆိုတာဟာလေးထိုးတယ် ဒါဒီကျွန်တော်ရဲ့ရုပ်ရှင်မက်သက်တစ်ခုပေါ့နော်မက်သက်တို့ကကျွန်တော်နိုင်တဲ့ဝင်လေးထမ်းတဲ့သဘောပဲဆလစ်ဒီမတောက်ရဘူးတောက်လို့မကောင်းဘူးအန်ဒီရရှိတယ်ဆိုတာဟောပြောခြင်းနဲ့ဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုပုံမှာပဲညာမြတောက်တဲ့လူကဒီဟာလေးကိုမြင်ပြီးသွားရင်နည်းနည်းတောက်ရင်အသက်ပိုရှင်မယ်အရက်တောက်တဲ့လူကဒီဟာလေးကိုမြင်ပြီးသွားလို့ရှိရင်ညာမြတောက်နေတဲ့အရက်ကယော့သွားလို့အသက်ပိုရှင်မယ်ဒီဟာလေးကဒါကျွန်တော်ရဲ့ဝန်ဆောင်မှုပေါ့ကျွန်တော်ပြိတ္တတော့ကျွန်တော်ကျွန်တော်ပေးနိုင်တဲ့တိတ်တိတ်လေးဝန်ဆောင်မှုပါဒီရောက်ကဥဒ္ဒတာ ပြောအရာရာအားလုံးကိုကူညီပေးတဲ့ကျွန်တော်တို့ကျွန်တော်တို့ကူညီပေးခဲ့တဲ့ပြည်တွေဟုတ်ကဲ့မိမိမိရရဖြစ်သွားဟုတ်ကဲ့ကြီးကြတော့တူသားကြီးဒီတွင်းမိတာတူချင်းကြီးပေါ်ပြပေးရတာဒီဒီဘယ်လောက်ကြည့်ကြသူ့ရဲ့ကြီးစိုးကြီးရတာ history ပေါ်ဘယ်လောက်ကြည့်ရှိခဲ့တာလဲဒါဝန်ကဘယ်လောက်ကြည့်တော့ဒီရင်ထဲမှာလက်နက်ရှိုင်းရှိနေခဲ့ဘူးမွေးလင်းလင်းပြောရင်ကွာကျွန်တော်တမန်လူမျိုးတယောက်ပေါ့တမန်လူမျိုးတယောက်ဖြစ်တဲ့အတွက်ကြောင့်များသောအားဖြင့်ကျွန်တော်တို့တမန်လူမျိုးတွေကစီးပွားရေးလုပ်ငန်းရှင်များတယ် သာသဖြင့်ပေါ့နော်ဒီဘွားကြီးလောက်ကြတယ်ပေါ့ဗျာကုံစုံဆိုင်ဖွင့်လာလို့ဈေးရောင်းဈေးဝယ်ကုံစုံဆိုင်ဒီလိုမျိုးစီးဘွားကြီးလောက်ကြတယ်ကျွန်တော်ကကျတော့ဘယ်လိုကံကြမ္မာကြောင့်လဲတော့မသိရွာလဲပြီးတော့၁၄နှစ်တားလောက်ထ ਿਆ ကျွန်တော်ကနယ်လက်ရုပ်ရှင်ပြသရည်တဲ့ကိုရောက်သွားတာလမ်းဘေးမှာပိတ်ကားထောင်ပြီးရုပ်ရှင်ပြတဲ့နေရာမှာကျွန်တော်ဦးလီကအဲ့ဒီမှာအလုပ်လုပ်တော့ကျွန်တော်ကရုပ်ရှင်ဝါသနာပါတော့အဲ့ခရေကအဲ့ခရေကဆိုတာကဟိုးရင်အကူတော့ကြားဘူးမလားတော့မသိဘူးအဲ့ခရေကရုပ်ရှင်ခေတ်ခရေကကျွန်တော်ကဒီလမ်းဘေးမှာရုပ်ရှင်ပြတဲ့ခေတ်ခရေကကျွန်တော်ကလိုက်တာနန္ဒာလူချင်းပန်းဖူးချင်းတို့ကြီးစံ9000တို့ ဗဒမြာငမောက်တို့နော်အဲဟိုမင်းအောင်နဲ့ဝေသာလီမုံမောင်တို့ဒီလိုကားတွေဘွားကြရကကိုကအဲ့ထက်ပါသွားတဲ့အချိန်မှာကျွန်တော်ကသူကဆွဲဆောင်မှုတစ်ခုပေးတယ်အဲ့ဒီတော့မြန်မာရုပ်ရှင်တွေကိုကြည့်ပြီးကျွန်တော်အရင်သဘောကျခဲ့တယ်။အဲ့တော့ကြောင့်ကျောင်းပိတ်ရတဲ့ဆိုရင်ကျွန်တော်တို့ဒီပန်းစူရန်လမ်းမှာရှိတဲ့လေးယုံတွဲတို့ဘာလို့မှရုပ်ရှင်ကိုတကားပြီးတကားဝင်ကြည့်တယ်။တနေ့ကိုလေးကားလောက်ကြည့်တယ်။အဲ့လိုရုပ်ရှင်ကြည့်တတ်အောင်သင်ပေးခဲ့တာလေကျွန်တော်တို့နာကကိုပေတူးဆိုတာတယောက်ရှိတယ်။တက္ကသိုလ်ကျောင်းကအခုတော့အသက်ကြီးနေပြီနော်။ သူကနေပြီးတော့တပတ်တစ်ခါကြာလို့ရှိရင်သူ့ကောင်မလေးနဲ့ရုပ်ရှင်ကြည့်ဖို့ချိန်လို့ရှိရင်ကျွန်တော်ကဂျားချိန်ပေးရတာအဲကျွန်တော်ကသူနဲ့အဲ့လိုသွားသွားလာလာရှိနေဒီရုပ်ရှင်တွေကျွန်တော်အရန်ကြိုက်ပြီးကြည့်တက်သွားတယ်ကြည့်တက်သွားပြီးတော့မှတောက်လျှောက်ကျွန်တော်ကဒီရုပ်ရှင်လောက်ထဲကိုရောက်လာတယ်ပေါ့ဗျာရောက်လာတဲ့အခါကျတော့ဒီရုပ်ရှင်လောကထဲကိုအဲ့တုန်းကတော့အခြေခံလူတန်းသားဘဝနဲ့အောက်ခြေသန်းထလားစက်မှုလုံသားဘဝနဲ့ဒီလိုမျိုးလေးတွေလောက်ကင်နေတဲ့အချိန်မှာအားကိုးရရှာလိုက်တဲ့အချိန်မှာကျွန်တော်ဟိုရုံယုံကြည်ကြည်နဲ့လက်တွဲခေါ်ခဲ့တဲ့ ဆရာသမားလို့ပြောလို့ရတာပေါ့ဗျာကျွန်တော်နဲ့သူနဲ့အများကြီးတွားလာခဲ့ကြဘူးတယ်သူမအောင်မြင်ကလေးကလည်းဒီလိုပဲတွားခဲ့ဘူးတယ်အောင်ပြီးတဲ့နောက်ပိုင်းလည်းတွားလာခဲ့တယ်အဲ့ဒီပုံမှာကျွန်တော်ပုံမှာယုံကြည်မှုအပြည့်ထားပြီးတော့ကျွန်တော်ကိုသူဆောင်းလျှောက်ပေးခဲ့တယ်အဲ့အတွက်ကြောင့်ကျွန်တော်ကသူ့ဟာကျွန်တော်ရဲ့ဒီအမှုပညာလောကမှာဆိုယေရှုရှင်လို့ကျွန်တော်တတ်မှတ်တယ်။ဒီနေ့တမလူမျိုးတယောက်ဒီမြန်မာရုပ်ရှင်လောကမှာမြန်မာပြည်သက်တွေကကျွန်တော်ကိုအတိအမှတ်ပြုပြီးကြည်ပေးနေတယ်ဆိုတာကသူ့ရဲ့ယေရှုတရားကြောင့်လို့ကျွန်တော်ခံယူထားတယ်။ဒါကြောင့်မို့လို့ကျွန်တော်က ကျွန်တော်ရဲ့ပြိသက်တွေကိုဟိုကျေစုရမ်းတင်တယ်ကျွန်တော်ရဲ့ဆရာသမားကိုမမေ့နိုင်လို့ကျွန်တော်ကဒါခေါင်းစည်းစာတမ်းအနေနဲ့အများရန်ဥထိပ်ပန်ဆင်တာပီတိဖြစ်ပါတယ်ပီတိဖြစ်တယ်ဆိုတာဒီနေ့တေသောသူကြာရင်မေးဆိုတဲ့စကားပုံရှိတယ်ဒါပေမဲ့မမေ့ဘူးဒီနေ့တိတိသူ့ရဲ့ကိုပွားလေးတွေထွက်လာတယ်သူ့ပုံစံမျိုးလေးတွေလောက်တာရှိတယ်သူ့လူမျိုးသေဆောင်တာရှိအခုဆို TikTok တွေသူ့လူပုံစံမျိုးတချို့ဟာလေးတွေတွေ့တယ်အဲ့ဒါမျိုးလေးတွေမြင်တော့ဝမ်းသာပီတိဖြစ်နေတယ်အခုနအဲ့ ကိုဘွားလေးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဆရာသမားကိုမမေ့ပဲနဲ့ပြန်လဲပြီးတော့ပေးသက်နဲ့မိတ်ဆက်ပေးတယ်လို့ပဲသဘောထားပါတယ်နောက်ပြီးတော့ဒါဟာတာအနေနဲ့မေးပါဘူးဒါဥစ္စာတွေကတော့ဒါအိန္ဒိယလူမျိုးခွဲရတော့ဟုတ်ကဲ့အိန္ဒိယလူမျိုးဟာတာမျိုးတွေကတော့ဟုတ်ကဲ့ တော့ဦးကျင့်ကြည့်လိုက် fashion ကအဖြူပဲတုံးတာဟုတ်ဟုတ်အဲ့ဒါပြည်သက်တွေရဲ့ဂျာထဲမှာလည်းအထင်ပေါ်တယ်ပေါ့ဒါဟိုဒါထားပါတော့ဒါ director ဆိုတော့ဒါအမှုပညာပိုင်းလို့ကျွန်တော်ဒီ personal ဘိုင်းမှာဆိုတော့ဒါဦးစတီးရ true gun တစ်ချက်ပါပါတယ်ပေါ့နော်ဒါကတော့အသာအပြီးတာအမှန်တော့လေဟိုပါပေါ့ကျွန်တော်တို့တမလူမျိုးမှာဟိုငင်းငယ်ကလေးကဒါကျွန်တော်တို့ရဲ့ဘိုးဘွားတွေလောက်ခဲ့တဲ့အလုပ်ပေါ့ကျွန်တော်တို့စနစ်တင်းငုံနေဆိုရင်ကျွန်တော်တို့ကိုမုံကြီးစီ တနေ့ကိုမုံကြီးစီကိုမနဲ့မိုးလင်းခေါင်းကနေဟိုးချီပြားတိမုံကြီးစီလူပြီးတော့ကျွန်တော်တို့နေလန်းတယ်နေလန်းပြီးတော့လို့ရှိရင် तू ကရင်နှွေးနဲ့ရင်နှွေးဆက်ပြီးရေချိုးပေးတယ်ဘာကြောင့်လဲလို့အခက်ကြမုံကြီးစီလိမ့်ပြီးတော့အဲ့လိုရေချိုးပေးလို့အကျော်တွေတရားတွေကတန်မာတယ်ပေါ့နော်စံမာတယ်အဲ့လိုဖြစ်အဲ့ဒါတည်းပါတယ်ပေါ့နော်ဒါမျိုးရိုးတတ်မှာပါတာဒီဟာလေးလက်တစ်ခုပါတယ်လို့နောက်မျိုးရိုးကလည်းအသားမဲတယ်ဒါပေမဲ့ဖြူချင်းမြဲစင်းဆိုတာကအယောင်တစ်မျိုးပါအဓိကနှလုံးသားပဲဟုတ်တယ်နော် ဖြူချင်းမြဲချင်းကအယောင်ပဲ အဓိကနှလုံးသားပဲအခုဆိုရင်ကျွန်တော်ဗမာပြည်တပီလုံးမှာရှိတာပရိသတ်ကောနိုင်ငံရခြားကိုရောက်နေတဲ့ကျွန်တော်ညီကိုမျိုးပရိသတ်တွေရောကျွန်တော်လှမ်းပြီးတော့အဲ့လိုစာလေးတွေပို့လို့ရှိအရန်ပီတီဖြစ်နေတယ်ဒါကျွန်တော်သူတို့နဲ့မိသားစုလိုတသွေးတဲ့တတားတဲ့ရှိတယ်ဆိုတာဟာလေးကကျွန်တော်တို့ဂုဏ်ယူစရာပေါ့ဖက်ရှင်ဘောမှာကိုပြည့်တဲ့ဘလော့ဒီစီဖက်ရှင်ကကျွန်တော်ကအဲငငယ်ကတော့ကြုံသူလိုဝတ်ခဲ့တာပေါ့နော်သူနဲ့တွေ့တော့မှကျွန်တော်ပြောင်းသွားတာအကိုကကျွန်တော်ဟိုဟာပေါ့လေဟိုမင်းဝတ်နေတာတွေကြည့်ရတာအဆင်မပြေဘူး နောက်ဆိုရင်ဒါပဲဝတ်ဆိုပြီးတော့သူ့စီကအင်ဂျီတွေပေးခဲ့ပြီးတဲ့ဝင့်ရင်ဝင့်နဲ့မှကျွန်တော်ကအဖြူကြိုက်သွားတာဒါပေမဲ့ကျွန်တော်တို့တမလျိုးရဝတ်ဆောင်ကတော့အဖြူပြအောက်ကဒိုဒီနဲ့အပေါ်ကအင်ဂျီအဖြူနဲ့ဒါကျွန်တော်တို့ရဲ့ရိုးရဝတ်ဆောင်အဲ့ဒီရိုးရဝတ်ဆောင်ကအရန်ကိုဂုံရှိတယ်လို့မှတ်ခဲ့ကြတယ်ဝတ်ဆောင်ဒိုဒီအဖြူအင်ဂျီအဖြူဝင်တာအဲ့ဒါနဲ့ဆက်ဆက်မှုရှိတယ်လို့လည်းပြောလို့ရတာပေါ့ဗျာဒါလောလောဆယ်ကျွန်တော်အဲ့ဂလန်ဒက်စ်ကုမ္ပဏီကဆက်ပြဖို့ပဲရောင်းနေတာဘုန်းအခုဆိုဆက်ပြပို့တော့မှ ဟိုအားပေးလာကြတယ်ပေါ့နော်ဟိုအားပေးလာတဲ့မိတ်ဆွေတွေတော်တော်များတယ်ဟိုအ ਨੇ ဆုံးကျွန်တော်စီအနည်းဆုံးတသိန်းပိုးလောက်ဝယ်ရလို့များတယ်။အကလေးကျန်နှစ်ပူးလောက်ပဲမှားကျင်တယ်။ဟဲ့လာပိုးရမှာအဝေးကြီးနော်။ရပါတယ်ခင်ဗျာကျွန်တော်လာပိုးရမယ်ဆိုပြောလို့ရှိရင်ဟဲ့ဆိုလဲနောက်နှစ်ပူးလောက်ထပ်မှားလိုက်ပါမယ်ဆိုပြောအဲ့လိုကျွန်တော်အားပေးတဲ့ပေးသက်တွေအများကြီးကျေးဇူးများကြီးတင်ပါတယ်။ဒါတော့ဝိုင်းရည်အတွက်လှူရှားနေတာပေါ့နော်။ဝိုင်းရည်အတွက်ဆိုတာအရန်ယူကိုခက်ခဲနေတာလားဆိုတော့မဟုတ်ပါဘူး။ကျွန်တော်အောက်မှာ ဘယင်းတက်ကဒီတက်အများကြီးခက်ခဲတဲ့မိသားစုတွေရှိပါတယ်ကျွန်တော်ဒါအဆင်ပြေတယ်လို့ပဲပြောလို့ရတာပေါ့နော်အဆင်ပြေပြေလေးနဲ့ဘဝကိုရှင်သန်ရင်းနဲ့အမှုပညာကိုလေ့လာလိုက်စားနေတာပေါ့နော်အဲ့ဒါအဲ့ဒါတော့ဒါဝန်နဲ့အနေနဲ့ပဲဟုတ်ကဲ့ပြဝန်နဲ့အနေနဲ့လာက6သိန်းရတယ်ဗျဒါလား6သိန်းရတယ်ကော်မရှင်ရတယ်တပူးတထောင်ရတယ်ပေါ့နော်ဒယ်လီကမယူဘူးကျွန်တော်က ဘယ်သူမှမဒီလီကမယူမယူရတဲ့အကြောင်းရင်အခုလိုမျိုးပေါ့သူတို့စီကိုကျွန်တော်အရောက်သွားခြင်းတာသွားတယ်သူတို့နဲ့တွေ့တယ်စကားပြောတယ်အဲ့ဒီလီမယူရဲကိုရခါကြလို့ရှိရင်သူတို့ကဟိုရောက်လို့ရှိရင်ကိုခဏထိုင်ပါအောင်ကော်ဖီတောက်ပါအောင်မုတ်စားပါအောင်လပေးတောက်ပါအောင်ထမင်းစားပါအောင်လို့ပါလို့အဲ့လိုအဲ့ဒါလေးကိုကျွန်တော်ကသူတို့နဲ့ touch ဖြစ်တာကိုကျွန်တော်လိုချင်တာပဲ